ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်ရဲ့ပွဲအပြီးမှာကျွန်တော်တို့ပရိသတ်တွေတွေမဟုတ်ဘူးပေါ့နော်အဲညပြကပါအေဒင်ဟေဗင်ရဲ့ကစားပုံလေးကိုသူတော်တော်သဘောကျတယ်ဆိုညီကတို့နေနေရောညကအာဆင်နယ်ရဲ့ပွဲမှာကျွန်တော်တို့ပေါင်တသန်းဝန်းကျင်လောက်နဲ့အာဆင်နယ်ထံကနေခေါ်ထားတဲ့အေဒင်ဟေဗင်ရဲ့ကစားဟန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆိုတော့ညပြပြောထားတာကတော့အေဒင်ဟေဗင်ကစားသွားတဲ့ပုံစံကနော်တော်တော်ကိုတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးကစားပြသွားတာပေါ့ တချို့ခိုက်တဲ့နေဆိုလို့ရှိရင်သူကစားတာကနော်မင်းတော်တော်ကြီးကိုတက်တောင်းတက်တာရှီလွန်းနေတာပေါ့နော် aggressive ဖြစ်ဖြစ်ကစားတဲ့ပခါရင်ကျွန်တော်ရှိတယ်ကျွန်တော်တို့တော့လာမယ့်အနာဂတ်ပဲဖြစ်ဖြစ်အခုလက်ရှိပဲဖြစ်ဖြစ်သူပြောရအောင်ရွေးချယ်လို့ကောင်းတဲ့ကစားမားတယောက်ထပ်ပြီးတော့ရလာပြီလို့ပဲအဲသူမြင်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ Aiden Heaven ရဲ့အနေထားကဗျာအတိတာဘယ်လိုပြောမလို့ Lisandro Martinez နာနေတဲ့အချိန်နောက်ပြီးလို့ရှိရင်လက်ရှိဆိုလို့ရှိရင် Lenny Yoro နာနေတဲ့အချိန်မှာသူ့အတွက်အခွင့်အရေးကောင်းရလာတာ ။ဟောရှိကစားမတွေနာတာကောင်းတယ်လို့ပြောတာတော့မဟုတ်ဘူးပြည်လာနော်။လစ်ချာဆိုလို့ရှိရင်လည်းအသင်းမှာအကြီးကြီးဆုံးကစားမတစ်ယောက်။နောက်ပြီးလို့ရှိရင်လန်နီယူရိုဆိုလို့ရှိရင်လည်းဟိုအသင်းနဲ့ဖြည်းဖြည်းချင်းအထိုင်ကျလာပြီ။ဒါပေမဲ့လို့ယူရိုက left center ဘက်မှာကစားမယ်သူမဟုတ်ဘူးပြည်။သူ့ရဲ့ position က right center ဘက်မှာကစားရမှာ။ဒါသူ့ရဲ့ပုံမှန် position ပဲ။ left center ဘက်မှာသူ့ရဲ့အကြီးချင်းကြောင့်လားကျွန်တော်ကကစားနေရတာပေါ့နော်။လူမရှိတဲ့အတွက်ကြောင့်နေတာ။ဒါပေမဲ့လို့ Aiden Heaven အတွက်ကတကယ် chance အကြီးရလာတာ။ရှေ့လာမယ့် Susie တဲ့နယ်ပွဲမှာ မင်းကျွန်တော်ထင်တယ်18ဟပင်းပါကွင်းရလိမ့်မယ်လို့ထင်တယ်လစ်ဆန်ရိုမာရီနက်စ်ကယာဒီဝက်ထီနားသွားရတာရယ်လန်နီယူတို့ကထိခိုက်မှုရှိသွားတယ်ဆိုတော့ဆိုစီတဲ့နယ်ပွဲမှာပါမပါဖို့ကလည်းအသင်းကစစ်ဆေးရအောင်မှာဒါပေမဲ့လို့ပေါ့နော်လုံးဝ risk မယူခြင်းမှုဆိုလို့ရှိရင်တေးကြတယ်ဗျာ18ဟပင်းကိုကျွန်တော်ထည့်မှာပဲကျွန်တော်အထင်ဆိုလို့ရှိရင်လန်နီယူတို့ကကွင်းထဲမှာ injury ပြဿနာနင်းနေတဲ့တော့မှဝင်ကစားခဲ့တယ်လို့ကျွန်တော်ထင်တယ်ကစားရင်ကစားရင်လည်းအဲ့ဒါကပိုဆူးလာပြီးတော့ဒုတိယပိုင်းမှာမဖြစ်မနေလဲလဲရတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အသင်းတွက်ကကျွန်တော်မှာပေါ့နော် chance တခုအခြေအနေတခုရှိနေတယ်အဲ့ဒါဘာလဲဆိုတော့ Lesnaro Martinez injury ပြဿနာရပြီဆိုတာကဒီရာဒီကုန်ထိရသွားမှာဆိုတော့အသင်းအတွက်တေချာတာဒီမဖြစ်မနေနောက်ထပ် left center back တယောက်ခေါ်ကိုခေါ်ဖို့လိုတယ်မဖြစ်မနေအဲ့လိုအခြေအနေမျိုးမှာအခုချိန်ကနေပြီးတော့ရာဒီကုန်ထိပေါ့နော် Aiden Heaven သာအဲ့ဒီနေရာမှာပုံမှန်နေရာရပြီးတော့ physical ability ဘိုင်းလဲတိုးတက်လာမယ်เนาะအတွေ့အကြုံဘိုင်းလဲများလာမယ် အသင်းနဲ့ကစားရတာလဲတက်တောင်းတလာရှိလာမယ်တူးတက်တာတွေအများကြီးလက္ခဏာတွေပြလာမယ်ဆိုလို့ရှိရင်အသင်းဘက်ကနေရာတနေရာစားတတော်တက်တာသွားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ခေါ်တော့ခေါ်မှာပါအသင်းဘက်က left center ဘက်မှာဘာလို့လဲဆိုတော့ဒီကစားမလေးကတအားငယ်သေးတယ်ဗျာတအားငယ်သေးတော့ဒီလူငယ်ကစားမကိုကျွန်တော်တို့ကပြိုင်ပွဲတိုင်းပွဲကြီးတိုင်းမှာသူ့ကိုပဲကျွန်တော်တို့ကဒီမိခိုခြင်းလို့ကျွန်တော်မရဘူးပေါ့နော်လေချာအနေနဲ့လာမယ့်ရာသီပြန်ကောင်းလာမယ်ဆိုပေမဲ့လည်းလို့ဘယ်ချိန်မှပြန်ကောင်းမယ်မယ်ကျွန်တော်ပုံတည်မသိရသေးဘူးဒါအပြင်လေချာကကျွန်တော်ခုနကကျွန်တော်ရှိဗီဒီယိုမှာပြောသလိုပဲ injury ပြဿနာတစ်ခါတစ်ခါရရင်အကြာကြီးရတာဗျာအဲ့လိုမျိုးဆိုတော့ဘလို့မှအဆင်မပြေဘူးပြော position တစ်ခုမှအနည်းဆုံး2ရက်လောက်ထိကျွန်တော်ရှိနေဖို့လိုတယ်ဒါကြောင့် Aiden Heaven ဒီအတင်းရဲ့ left center back မှာတော်တော်ကိုကျွန်တော်တို့ဒီနေ့ဒါ comfortable ဖြစ်ဖြစ်ကစားပြနေတဲ့ player တယောက်ဖြစ်မြင်ကောင်းမြင်လာနေတယ်ဒီကစားမလေးကတော်တော်ကောင်းတယ်နံပါတ်1အမြင်ဘောတွေရှင်လူနိုင်စွမ်းရှိတယ်ဗျာတိလားမင်းညားကနော်ကျွန်တော်ဒါမြင်ရသလောက်ဆိုရင်နော်ဘာလို့လဲအတော့အရက်မောင်းလေးမြင်တာဗောနော်အမြင်ဘောတွေရှင်လူနိုင်တယ် ပြီးလို့ရှိရင် on the ball မှာ on position ကစားတဲ့နေရာကိုချီတဲ့ဟိုဘောလုံးရှိနေပြီဆိုတဲ့နေရာမှာ comfortable ဖြစ်တယ်ဗျာသိလားအရင်ကြီးတည်တယ်မလားဟိုဘောလုံးပြတ်မှာကြောက်ရတာနဲ့သူများက pressing လုပ်ရင်ရောဗာလဲပြီးမိပေးရပေးရတာဒါမျိုးပုံစံကြီးကျွန်တော်ဟုတ်မနေဘူးဆိုတော့ပြီးလို့ရှိရင်ဘဲချီတန်တဲ့ကစားမတယောက်လည်းဖြစ်တော့ left center ဘက်မှာကစားတဲ့နေရာမှာဘောလုံး passing lane နေမှာဆိုလို့ရှိရင်အများကြီးအဆင်ပြေတယ်ဆိုအများကြီးအဆင်ပြေတယ်ဒါအပြင်ပိုကောင်းတာတခုကကျွန်တော်တို့က2 center back နဲ့ကစားတာမဟုတ်ဘဲနဲ့3 back နဲ့ကစားတာဒါဘာပြောလဲဆိုတော့သူ့ဘေးမှာ ကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲအကယ်လို့ तू မှားရင်တောင်မှထောက်ပေးမဲ့သူတွေရှိမယ်เนาะဆိုတော့ပြီးလို့ရှိရင် तू တူတူရဲ့ဘေးမှာလည်းဝင်းဘက်ကစားမားတွေရှိမယ်ဆိုတော့ဘေးမှာဆန်နာဘက်တွေလည်းရှိမယ်ဆိုတော့လူငယ်ကစားမားတယောက်အတွက်ပေါ့နော်ဘယ်လိုပြောမလဲကစားခွင့်ရတဲ့အချိန်မှာအကောင်းဆုံးတောက်ပလို့ရတဲ့အချိန်မျိုးပဲဗျာပုံမှန်2စန်တာဘက်နဲ့ကစားရတယ်ဆိုလို့ရင်တယောက်အမှားလောက်တာနဲ့အဲ့ဒါသွားပြီတေးကြတယ်နောက်တယောက်ကတိုင်ဘက်တော့မှာဒါပေမဲ့လို့အစ်င့်မှာ3စန်တာဘက်ကစားနေတဲ့အချိန်မှာဘေးမှာလည်းဝင်းဘက်ကျွန်တော်တို့ရှိတယ်စန်တာဘက်နှစ်ယောက်ကလည်းရှိနေတော့မယ် ဆိုတော့ win bus ကလည်းကျွန်တော်တို့ Amorin ရဲ့လက်အောက်မှာဒီယာဒီမှာပို့ပြီးတော့သူ့အတွက် chance ကောင်းတာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ win bus တွေကเนาะ attacking mindset ရှိတဲ့အများကြီးရှိတဲ့သူတွေမဟုတ်ဘူးเนาะ win bus တွေကအမြဲတမ်းနောက်ဖယ်အားသံကြတာတိုက်စစ်သွားပြီဆိုလို့ရှိရင်တိုင်ပက်တယ်ဗျာအဲ့လိုမျိုးဆိုတော့ Eden Heaven ရဲ့ဘေးမှာ dialogue ကအမြဲတမ်းနှီးပါကျွန်တော်ရှိနေမှာဒါတော့ကောင်းကောင်းမကောင်းကောင်းအနည်းဆုံးတော့ကိုဘေးမှာကိုအတင်းပေါ်တယောက်ရှိတယ်ဆိုတဲ့ကတက်တောင်တက်တာကစားလို့ရတယ်။ဒါအပြင်ခုနကပြောလို့ပဲဒီကစားမလေးက on the ball မှာတော်တော်ကို conflict ပဲဖြစ်တာ ျွန်တော်တို့ကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပြိုင်ဘက်ကိုဖိကစားကျင်နေဆိုလို့ရှိရင်ဘောဘလင်းစန်နဘက်တွေကျွန်တော်တို့လိုတယ်။ Eden Heaven စီကနေပြီးတော့အနာဂတ်မှာဒါမျိုးတွေအများကြီးမြင်ရနိုင်တယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ခုနကပြောတဲ့အရာတစ်ခုပဲသူ physicality ပို့ပြီးတော့တောင့်ဖို့ခန္ဓာကိုယ်ပို့ပြီးတော့ကြီးဖို့ပဲကျွန်တော်မျှော်လင့်တာ။စန်နဘက်ဆိုတဲ့နေရာမှာတောင်တောင်ဖြောင်းဖြောင်းကောင်းနေဖြစ်ရမှာပဲသိလား။အခုကလူငယ်ငယ်သေးတာရဲ့အဲပြီးလို့ရှိရင်သူပိန်ချီချီပုံစံမျိုးဖြစ်နေတယ်ဆိုတော့သူခန္ဓာကိုယ်အရာအထက်ထွာလာမယ်ဆိုလို့ရှိရင်တော်တော်လေးကိုမျှော်လင့်လို့ရမယ်လို့ကျွန်တော်ထင်တယ်။ဒီကောင်လေးကိုကျွန်တော်တတိထားမိတာက အဲ့ဒီတော့ငါတို့ဗျာတိတ်ပြီးတော့အများကြီးတော့မဟုတ်ဘူးဗောနော်ကျွန်တော်အာဆင်နယ်နဲ့ယာစီဂျိုခြေသွင်းပွဲစဉ်တွေပါဒီကစားတော့ငါလေဒီကောင်လေးဝင်ကစားတယ်လေတီလာနော်ကိုရီပရက်စင်တွေပါဒီသွားတယ်ဘလူးမန်အဆင်မပြေဘူးအဲအခုလည်းပဲကျွန်တော်ဒီပွဲမှာလည်းဒီလိုပဲအာဆင်နယ်ကလည်းယူနိုက်တက်ကိုပြောင်းလာတယ်နော်ကျွန်တော်သူဝင်ကစားတဲ့အချိန်မျိုးဒါဒုတိယပိုင်းတစ်ပိုင်းလုံးကစားသွားတော့နော်တော်တော်ကိုရတဲ့အခွင့်အရေးအခွင့်အရေးရနေတော့မှာတော်တော်ကိုအသုံးချကစားသွားနိုင်တယ်ဒါကြောင့် Eden Heaven က Lisandro Martinez တို့ဒဏ်ရာရနေတဲ့အချိန်ပြီးလို့ရှိရင်ဒါ Lenny Yuru တို့ထိခိုက်မှုတချို့ရှိနေတဲ့အချိန်မှာ လူငယ်ကစားမတွေကိုထည့်ကစားမယ်အခွင့်အရေးမျိုးကြုံလာတဲ့အချိန်နောက်တန်းမှာ Aiden Heaven တကယ်ကိုကောင်းတဲ့ chance ဖြစ်လာတာဆိုတော့ဒီပုံစံတိုင်းဆိုလို့ရင်တိုက်စစ်မှာလည်း Resman Wildland ပေါ့နော်တိုင်ပတ်နေတဲ့အချိန်မှာ Chidu Obi တို့အခွင့်အရေးကောင်းဖြစ်ဟုံးမှာပဲဒါပေမဲ့လို့ပေါ့နော်ဟိုကတိုက်စစ်မှာလူရှိသေးတယ်ခန်းစစ်မှာကကျွန်တော်တို့မှာလူမရှိတော့ဘူးဆိုတော့ Eden Heaven အတွက်တကယ်ကောင်းတဲ့ chance ပါညကလည်းတော်တော်ကောင်းတဲ့ performance ကိုပြသွားတယ်လို့ကျွန်တော်ထင်တယ်ဒီလို performance ဒီဘယ်နှပွဲဆက်သူပြနိုင်မလဲဒီထက်ပိုပြီးတော့တိုးတက်တဲ့လက္ခဏာတွေသူစီကမြင်ရမလားဒါပဲကျွန်တော်ကြည့်ရမှာပဲဆိုစီရဲနဲ့ပွဲမှာမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကလို့ရောဘလူမင်းညလည်းဆိုစီရဲနဲ့ပွဲမှာဒီကောင်လေးကိုထည့်ကစားတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးကျွန်မလည်း